င်္ဂလာပါခင်ဗျငင်္ဂ support YouTube channel ကနေလည်းကြိုဆိုပါရခင်ဗျဟုတ်ကဲ့ပါကျွန်တော်နေပေါ်တော့ UEFA Champion League ရပေါ်တော့ကြာတာဗဒိနေညတောက်ကြနေမနေ့မှာရှင်ပြိုင်ကစားကြမယ်နောက်ကြပွဲစဉ်တွေရွေးချယ်ပေးတော့မှာဖြစ်ပါတယ်အကြရှင်းလို့မယ်ဆိုတော့ဒီပွဲစဉ်တွေကို live ပြီးကစားကြပါတူတူနဲ့လိုရင်းလောက်ပဲကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့မရောသုံးပွဲစဉ်ဖြစ်တဲ့ Man City နဲ့ Napoli ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျ Man City ကတော့ England Premier League မှာဒါနှစ်ပွဲနိုင်ပြီးတော့နှစ်ပွဲရှုံးနေထားတာလည်းဖြစ်တယ် ော့နာပိုလီကတော့အီတလီစီးရဲ့အဆင့်ကျောင်းနံပါတ်1မှာဒါရက်တည်နေတာဖြစ်တယ်ဗျာဆိုတော့ချန်ပီယံလိရဲ့ပထမဦးဆုံးပွဲစဉ်ဖြစ်တဲ့ဒါမန်စီးတီးအိမ်ဝင်မှာနာပိုလီလို့ရှင်ပြန်ကစားမှာလည်းဖြစ်တယ်ဗျာလက်တင်းသလုံးကတော့ဒါကစားသမားကောင်းနေရှိရဆိုရင်မန်စီးတီးကတော့ဒဏ်ရာကစားသမားပြဿနာလေးတွေရှိနေတယ်ဖြစ်တယ်ဗျာပြီးခဲ့တဲ့ကဘာကတော့ဒါမန်ချက်စတာစီးတီးရဲ့အိမ်ဝင်မှာမန်ချက်စတာယူနိုက်တက်ကိုအနိုင်ရရှိထားရတဲ့တော့ဒီပွဲစဉ်အတွက်ကိုတော့ကစားသမားတွေအနေနဲ့ယုံကြည်မှုအပြည့်အဝရှိနေလိမ့်မယ်လို့တွေးမိမိတယ် ဒါပေမဲ့နာပိုလီအသင်းကတော့ short တက်လို့တော့မရဘူးဗျ။နာပိုလီကတော့အဝေးဝင်းတော်တော်လေးမှတယ်လို့ပြောလို့ရတယ်။အင်္ဂလန်မြင်နဲ့မစိမ့်တဲ့ကစားသမားတွေလည်းရှိတယ်ဆိုတော့ Man City အနေနဲ့ဒီနေ့ပေါ့နော်ဒါနာပိုလီအကျော်ပေးထားတဲ့ပေါ်လီကတလုံးသွားရင်ဒါပြားဆုံးစားသေးပြောင်းလဲသွားတာတော်တော်လေးကြာသွားတယ်လို့ပြောလို့ရတယ်။ဆိုတော့ဂိုးပေါင်းကြီးကတော့သုံးလုံးသွင်းသွားရင်တဝက်ချုံစီပဲပေးထားတာတွေးထားတယ်ဗျ။ဆိုတော့ Man City နဲ့ဒီနာပိုလီရဲ့ထိတ်တိုက်တွေ့ဆုံမှုပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါပြီးခဲ့တဲ့2018ထိပေါ့နော်ဒါ ရှင်ပြိုင်တွဲဆုံမှုတိုင်းမှာတင်မန်စီးတီးကရေပဲဒါအတာသီးရထားရလို့ပြောမှာကိုလေးကနှလုံးအထက်ထည်ကိုကြော်ထားတွေ့ရတယ်။အတာသီးရတဲ့ဆိုတာလဲနာပိုလီကလည်းပြန်နိုင်ထားရလဲရှိပါတယ်။ကျွန်တော်ကတော့မန်စီးတီးနဲ့ပေါ့နော်ဒီနာပိုလီကိုကိုခံမှန်ရလကတော့ဒါအ ਨੇ ဆုံးမန်စီးတီးနိုင်သွားခဲ့ရင်တော့မှအာ2-1ဒါမှမဟုတ်ရင်လည်း2-0ပြောင်းအဲ့လိုမျိုးလည်းဖြစ်သွားနိုင်တယ်။နာပိုလီပြန်သွင်းရင်လည်း1-3ဒါမှမဟုတ်ရင်လည်း1-1ပေါ့နော်1-3ဆိုတာတလုံးပြန်သွင်းမယ်ဆိုတဲ့သဘောပြောတာ။ ဲ့ကြောင့်ကျွန်တော်ကနာပိုလီကလည်းအဝေးခွင့်ကောင်းတယ်ဆိုတော့မန်စီးတီးနဲ့နာပိုလီတို့ပွဲစမှာဒီဘက်နှစ်ပိုင်းကြံကြည့်ရမယ်ဆိုမန်စီးတီးကကစားသမားတောင်းထုတ်လာပြီးနာပိုလီကလည်းကစားသမားတောင်းလဲအများကြီးပြုလို့ထားတွေ့ရတယ်ဗျဆက်ကြဖို့ရွေးချယ်ပေးရမယ်ဆိုရင်တော့ဒါနာပိုလီနဲ့မန်စီးတီးတို့ပွဲစဉ်မှာဒါခန်းစစ်အားပြုပြီးကစားမဲ့အတင်းနဲ့ဒီတိုက်စစ်ကစားပဲဖွင့်လာမဲ့အတင်းနဲ့ဆိုတော့ဒီနှစ်တင်းလုံးကတော့ဂိုးမပေးအောင်ဆုံးမယ်ဆိုလို့ရှိရင်လည်းဒီနှစ်တက်လောက်နဲ့ပဲပြီးဆုံးသွားလိမ့်မယ်စိတ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့မန်စီးတီးနဲ့နာပိုလီပွဲစဉ်မှာကိုအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ် အကြိုက်ရှင်းတူမယ်ဆိုရင်တော့ညီကိုလိုက်ပြီးစော်တာကြပါဘော်ဒီဒီတန်ပေါ့နော်နောက်တစ်ပွဲဖြစ်တဲ့နျူကာဆယ်နဲ့ဘာစီလိုနာပွဲစဉ်သွားမယ်ဗျနျူကာဆယ်ကတော့ချန်ပီယံလိကိုဆယ်စုနှစ်กว่าဝေးပြီးမှဒီဘက်နှစ်မှာတချို့ပြန်ရောက်လာတယ်လို့ပြောလို့တော့ရတယ်ဘာစီလိုနာကတော့ချန်ပီယံလိနဲ့မဆိုင်တဲ့အသင်းသင်းနဲ့ဖြစ်တယ်ဗျကစားသမားစုံစုံစင်ထုတ်လာခဲ့တောင်မှအဓိကကစားသမားလေးတွေလွှဲချော်နေတောင်မှအသင်းမှာအင်တိုင်အားတဲ့ကစားပင်းနေနိုင်တဲ့ကစားသမားတွေလည်းရှိသေးတယ်ဗျဒါဘာစီလိုနာပါဗောနော် မြူကာဆယ်ကတော့အင်္ဂလန်ပလီများလီမှာရှေ့ဆန်းမတိမြင်နဲ့နောက်ဆုံးကစားတဲ့ပွဲမှာ1-0နဲ့ပေါ့နော်အနိုင်ရရှိကြလွဲလို့ကျန်တဲ့ပွဲတော့တိတ်ပြီးတော့အားရဆရာမတွေ့ဘူးဒါပေမဲ့မြူကာဆယ်ရဲ့တိုက်စစ်ကစားသမားကတော့ရောင်းထုတ်ထားတဲ့အတွက်ကြောင့်မလို့သူတို့ကစားသမားတွေယုံကြည်မှုနည်းနည်းတော့မဲ့နေမှာဖြစ်ပြီးတော့ချန်ပီယံလိဂ်ကိုအိမ်ကွင်းမှာကစားရတယ်ဆိုပေါ်ပို့ပြီးတော့ရင်ကုန်ဆစ်လေးရှာတာတော့ဖြစ်နေမှာလည်းတွေ့ရတယ်ဗျဆိုတော့မြူကာဆယ်နဲ့ဘာစီလိုနာကတော့ဒီနေ့ဘော်ဒီစင်းမှာဆိုရင်ဘာစီလိုနာဖြစ်တဲ့ဝေဝင်လေးကနေပြီးတော့အကျိုးပေးထားတာဖြစ်တယ်ဗျ။ပထမဆုံးကနေစင်းမှာဆိုရင်ဒါရှီတူ အရှုံးသေးရနေပြီးတော့အခုနောက်ထပ်သေးမှဆိုရှေ့စုံပြောင်းဆိုအရှုံးသေးတိထပ်ပေါက်ထားတယ်။ကိုပေါင်းသေးကတော့သုံးလုံးသွင်းသွားရင်ဒါတော့အရှုံးသေးပြေးထားတယ်ဗျ။ဒါပေမဲ့ဘာစီလိုနားမှာတော့တိုက်စစ်ပိုင်းတွေရောကွင်းလယ်ပိုင်းနဲ့ခန့်စစ်ပိုင်းတွေတော်တော်ကောင်းပြီးတော့မြူကဆယ်မှာစဉ်းစားတာတစ်ချက်ကတော့ဒါအိမ်ကွင်းမှာအင်တိုင်းအားလိုက်နဲ့အကျန်းဆော့တက်တဲ့သဘောမျိုးတော့ရှိတယ်။ဘူခမန်ရလက်ကတော့ဒါ1 1 1စီတလောင်းနဲ့ပဲပြီးဆုံးသွားဖို့တော့ကျွန်တော်ကတော့တွေးမြင်မိတယ်။ စက်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ Newcastle နဲ့ Barcelona ပွဲစဉ်မှာဝိုးခွင့်ဖြစ်တဲ့ Barcelona ဘော်ဒီနဲ့ကုပေါင်းအောက်ကိုဒါတွဲပေးခြင်းပါလေခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ပဲဒါ Flanfer နဲ့ Calada Sale လို့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာလေဖြစ်တယ်ဗျာ Flanfer နဲ့ Calada Sale ရတော့ဒါနှစ်သင်းတို့ကထိတ်တိုက်တွဲဆုံမှုမှာတစ်ချိန်တစ်ခါမှတော့မရှိဘူးသေးဘူးဒါပေမဲ့ကလာတာစလေးနဲ့ဒီဖန်ဖက်ရဲ့ကစားကွက်မှာဆိုရင်အင်ဝင်ဖြစ်တဲ့ဖလမ်ဘက၄နှစ်၃တင်းနဲ့ထွက်လာပဲရှိပြီးတော့ကလာစလေးရပါတော့၄နှစ်၃တင်းနဲ့ပြန်ထွက်လာဖို့ရှိရဲ။နှစ်တင်းသလုံးတော့ပိတ်ဆော့သွားဖို့ရှိရဲ ဂျာမီဘွန်ဒီလီကာမှာဆို front back ကလည်းရှေ့ဆွာနေသလိုလူဒီကလပ်တွေလည်းမှာဆိုရင်ကာလာတာဆလီကလည်းဒါရှေ့ဆွာနေလာတွေ့ထားတယ်ဗျအဲကြတော့ယနေ့ဖောက်ပေးထားတယ်ဗောနော front back နဲ့ကာလာတလေးဆလီကိုပွဲစင်ပါဆိုလို့ရှိရင်အင်ဝင်ဖြစ်တဲ့ front back ကနေပြီးတော့ကာလာဆလီကိုကနေဦးစင်းမှာဆိုရင်ရှေ့တူဆိုရင်အရှုံးသေးရနေပြီးတော့နောက်ထပ်ဈေးပြောင်းလဲသွားတယ်ရှေ့တူဆိုရင်ပြောင်းဆုံးရှုံးသေးဒီဖောက်ပေးထားတယ်ကိုပေါင်းသေးကနှစ်ဖက်ပေါင်းလို့ရှိရင်သုံးလုံးပြည့်သွားကြမယ်ဆိုရင်ဒါပြောင်းဆုံးအရှုံးသေးထပ်ပေးထားတာကိုတွေ့ရပါဗျ ဆိုတော့ကျွန်တော်ကတော့ဒီနေ့မှာ color စလေးနဲ့ဒီပေါ့နော်ဒီ flam flap လို့ပြောစီမှာအင်ကွင်း flam flap ကပဲအနိုင်ရရှိသွားပြီးတော့ကိုယ်ရောက်တိတ်တက်သွားမယ်လို့မမြင်မိဘူးကြာဆက်ချက်ကိုရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်ကိုပေါင်းအောက်ကိုပဲကျွန်တော်ဆက်လက်ပြီးတော့ပေးချင်ပါတယ်ဒီဘွယ်စင်ကိုလည်းကျွန်တော်ကတော့အကြိုက်တွေပဲပေးထားဖြစ်တဲ့ကြောင့်မယူလို့အကြိုက်ရှင်းလို့တော့ဒီဘွယ်စင်လေးလည်းကိုအောက်ကလေးကိုလိုက်ပြီးစောစားကြပါခင်ဗျာနော်နောက်တစ်ဘွယ်ဖြစ်တဲ့ supporting lisbon နဲ့ mrd တို့ဘွယ်စင်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာဆိုတော့ Champion League ရဲ့ဒီအဖွင့်ပွဲစဉ်မှာတစ်ချိန်တစ်ခါမှမကြောက်ဘူးလေ Sporting Lisbon နဲ့ MRD တို့ကလည်းတစ်ချိန်တစ်ခါမှတော့မတွေ့ဘူးသေးဘူး ဒါပေမဲ့ body shape ကစဉ်းစားတာဗျ။သုံးလုံးသွင်းသွားရင်တဝက်အစားသေးဆိုတဲ့ဈေးဒါ supporting လေးဆိုတာ MRI ကိုကြိုးပေးထားတယ်။ကိုပေါင်းသေးကတော့သုံးလုံးရှုံးသေးဗျ။ကြောင်းလဲသွားဖို့လို့ရှိလောက်တယ်လို့ထင်တယ်။ body shape ကတော့ဒီကမ်းဆိုရင်တော့ကိုပေါင်းသေးလေးကနည်းနည်းပဲရှင်းသွားဖို့လို့ရှိတယ်ဗျ။ဟုတ်လေဆိုလို့ရှိရင် supporting list ဘုံက MRT လို့အတင်းကိုတော်တော်တက်ဝက်စားစေးပေးထားတယ်ဒါတော်တော်လေးပြင်းနေတဲ့ကစားသမားတွေအတွက်ကိုစိတ်ကြိုက်ကြီးပေါ့နော်ဒါပေးထားတာဖြစ်တယ်ဘိုးပေါင်းကြီးကတော်တော်ရှုံးသေးဗျဆိုတော့စဉ်းစားကြည့်လို့ရှိရင်ညီကလေးပဲစဉ်းစားကြည့်ဗျဒါ ဂိုးပေါ်မဲ့ရေးဆိုရင်လေးလုံးအတွင်းမှာဒါ MRI ကပြန်သွင်း3တက်မှာဂိုးပေါ်မှာ3လုံးဆိုလို့ရင်လည်းဒါ supporting lesion တစ်ဖက်ထဲရပြီပဲအတွင်းနိုင်မှာလေးလုံးဖြစ်သွားရင်လည်းဒါကံကောင်းလို့တော့ပြောလို့ရတယ်ဆိုတော့ဒီပွဲစဉ်ကို supporting နဲ့ MRI ပွဲစဉ်ကျွန်တော်ရှောင်ခဲ့ကျင်တယ်တိတ်ပြီးတော့ live မစော်သားတည်းဘူးတကယ်လို့ရန်မာရန်ကန်နဲ့ဆော့မယ်ဆိုရင်တော့ supporting lesion နဲ့ MRI ပွဲစဉ်မှာဂိုးပေါင်းအောက်ကိုကိုယ့်ဘက်ကရမယ်အဆင်ပြေမယ်ဈေးနဲ့ကျွန်တော်ကနေပြီးတော့ live ပြီးဆော့ဆစ်ကျင်တယ်အကြံပြုကျင်တယ်ပေါ့နော်ဒီပွဲစဉ်လေးကိုတော့ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ ဂျာတာပရင်းညာတောက်ကြနေမနေ့မှာရှင်းပြကစားကြမယ်ပေါ့နော်မန်စီးတီးနဲ့နာပိုလီပွဲစဉ်မှာလည်းကျွန်တော်ကိုအောက်တောင်းအမေးရှေ့ပေးထားတာပါနယူကာဆယ်နဲ့ဘာစီလိုနာပွဲစဉ်မှာဘာစဘော်ဒီနဲ့ကိုအောက်ကိုတွဲပေးထားပြီးတော့ဖလန်ဖက်နဲ့ကာလာတာဆာလေးတို့ပွဲစဉ်မှာလည်းကိုအောက်ကိုကျွန်တော်ဆက်လက်ရေးရှေ့ပေးထားတာဖြစ်ပါတယ်ဆပော့တင်းလစ်ဘွန်လေးကိုတော့ချောင်းခိုင်းထားပြီးတော့ရမရငါနဲ့ပေါ့နော်ဒါကိုပေါင်းအောက်ကိုကိုအားရမယ်စင်းနဲ့လိုက်ပြီးဆော့ခိုင်းတာလည်းဖြစ်ပါတယ်ဒီလေးပွဲတော့မောင်းဆိုးရလို့ဘော်ဒီတည်တန့်နေလဲဆော့ရပါတယ်ဟုတ်ကဲ့ပါအကြချင်းတူမယ်ဆိုရင်လိုက်ပြီးတော့ဆော့ကြလာကြပါနော်အားလုံးပဲထူးပဲကျေးဇူးပဲလိုက်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ